တောင်ကိုရီးယားအတွက်နျူကလ িয়ার စွမ်းအင်သုံးတပ်ခတ်ရေးရင်ငုတ်သင်္ဘောတစီတိစောက်ပေးဖို့ခွင့်ပြုလိုက်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဆိုပါတယ်။ဒါကကမ္ဘာတစ်လုံးမှာနျူကလ িয়ার ရင်ငုတ်သင်္ဘောတွေပိုင်ဆိုင်ထားတဲ့နိုင်ငံအ ਨੇ ချင်းစီရင်တဲ့တောင်ကိုရီးယားကိုပအဝင်ခွင့်ပြုလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။ထရမ့်ကတောင်ကိုရီးယားရဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ထားတဲ့ဖီလာဒယ်ဖီးယားသင်္ဘောချင်းတစ်ခုမှာအဲ့ဒီရေရင်အစ်စ်ကိုတိစောက်စေမယ်လို့လူမှုကွန်ရက်ပေါ်မှာဖော်ပြထားပါတယ်။ထရမ့်ကအောက်တိုဘာ29ရက်နေ့မှာ သူ့ရဲ့အာရှခရီးစဉ်နောက်ဆုံးအဆင့်ဖြစ်တောင်ကိုရီးယားကိုရောက်နေပြီးအရှင်နိုင်ငံရဲ့သမရလီဂျင်မြောင်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။တောင်ကိုရီးယားဟာအမေရိကန်စီကရင်နံတဲ့ဓာတ်ငွေပမာဏအမြောက်အများဝယ်ယူရေးကိုလည်းလက်ခံကတိပြုခဲ့တယ်လို့ထရမ့်ကဆိုပါတယ်။ဒါ့အပြင်ထရမ့်နဲ့လီဒိုကနှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုစာချုပ်ရဲ့အပြီးအသတ်ညှိနှိုင်းမှုအဆင့်တွေကိုလည်းအောက်တိုဘာ29ရက်နေ့ဆွေးနွေးပွဲမှာအတူလက်မှတ်ရေးထိုးခဲ့ပါတယ်။လီကအ ပြည်တွင်းမှာနျူကလ িয়ার လောင်စာကိုကိုရိုင်းတန့်စင်ထုတ်လုပ်ခွင့်ရရည်အတွက်ထရမ့်စီကနေခွင့်ပြုချက်တောင်းထားတယ်လို့လည်းသိရတာပါနှစ်နိုင်ငံသဘောတူထားတဲ့စာချုပ်အရတောင်ကိုရီးယားဟာအမေရိကန်သဘောမတူဘဲနျူကလ িয়ার လောင်စာတန့်စင်ထုတ်လုပ်ခွင့်မရှိပါဘူးထရမ့်ကတောင်ကိုရီးယားအတွက်လက်ရှိအသုံးပြုနေတဲ့ဟောင်းနွမ်းပြီးအရန်ထက်ထက်မြင့်မြတ်မဟုတ်တော့တဲ့ဒီဇယ်အင်ဂျင်သုံးရေငုပ်သင်္ဘောတွေအစားနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စီးတိစောက်နိုင်အောင်ခွင့်ပြုပေးခဲ့ကြောင်းသူကိုယ်တိုင်ထူထောင်ထားတဲ့လူမှုကွန်ရက်ပလက်ဖောင်း Truth မှာ ရေးသားထားခဲ့တာပါကြောင်ကိုရီးယားဟာကမ္ဘာပေါ်မှာခက်အမီဆုံးသင်္ဘောတိဆောက်မှုစွမ်းရည်တွေကိုပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့နျူကလ িয়ার စွမ်းအင်နဲ့ခုံမောင်းတဲ့စနစ်မျိုးကိုကင်တွယ်တိဆောက်နိုင်တဲ့နိုင်ငံတွေကတော့ကမ္ဘာပေါ်မှာအရင်နည်းနည်းလေးပဲရှိတာပါဒါအပြင်ထရမ့်ကဗြိတိန်နဲ့လည်းပူးပေါင်းပြီးဩစတြေးလျအတွက်နျူကလ িয়ার စွမ်းအင် သုံးရင်ငုတ်သင်္ဘောတွေတိဆောက်ပေးရေးကိစ္စကိုမီးစိမ်းပြထားပါတယ်အဲ့ဒီသဘောတူညီမှုအရအမေရိကန်ရဲ့နျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်္ဘောတိဆောက်မှုနည်းပညာကို ဩစတြေးလျစီလဲဝင်းမြပေးရမှာဖြစ်ပါတယ်။ American ဟာအဲ့ဒီနည်းပညာကို1950ပြည့်လွန်နှစ်တွေတုန်းက Britain တနိုင်ငံတည်းစီပဲဝင်းမြပေးခဲ့ဘူးတာပါ။အခုခါ Trump နဲ့ Lee တို့တွေ့ဆုံတဲ့အချိန်မှာ Lee ကတောင်ကိုရီးယားရဲ့ကာကွယ်ရေးကဏ္ဍကို American ကအများအပြားတာဝန်ယူထားရာကနေ short ပေါ်စေနိုင်ရေးအတွက်ယူကလီးယားစွန့်ရင်သုံးရင်ငုတ်တင်ပေါ်တချို့တိဆောက်နိုင်ရေးတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လလောဆယ်မှာတော့ Trump ကရင်ငုတ်တင်ပေါ်တစည်းကိုပဲကနအူးတိဆောက်ဖို့လက်ခံထားတာဖြစ်ပါရဲ့ရှင်။